Namo Dada Bhagavado Arahado Tama Dambog Dada Namo Dada Bhagavado Arahado Tama သမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တတအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအလုံးသောယောဂီသူရဇင်းမြတ်သတ္တံသတ္တခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူရွတ် မြတ်စွာဘုရားရှင်ဤတရားတော်မြတ်ကိုနာဂတရားနာဉာဏ်ကခန္ဓာဒီမှာကြည်ကြမေစိတ်ကလေးကိုအေးချင်းချင်းထပ်ပြီးတော့နှလုံးသွင်းကြမေ ယခုဒီလိုထိုင်လိုက်ပြီဆိုတာနဲ့ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်။တမန်မျက်လုံးနဲ့ကြည့်ရင်တော့တခုတကောင်တယောက်ငါဆိုတဲ့တရားဝါတယောက်ပေါ့ပုဂ္ဂိုလ်တယောက်ဉာဏ်မျက်လုံးနဲ့ကြည့်ရင်တော့ ပစ္စည်း6မျိုးကိုစုပေါင်းထားတဲ့အစုအပေါင်းကြီးတစ်ခုဘာပစ္စည်း6မျိုးကိုစုပေါင်းထားတာလေမျက်စိဆိုတဲ့ပစ္စည်းနားဆိုတဲ့ပစ္စည်းနာရှုတတ်တဲ့နှာခေါင်းဆိုတဲ့ပစ္စည်း ယတ္တသိတ္တတေရှာဆိုတဲ့ပြည့်စီကောင်းကနေရှိဖြာထိတော်အသားတွေအယိုးတွေအကျိုးတွေပါဝင်တဲ့ကာယယရဏလို့ခေါ်တဲ့ခန္ဓာကိုယ်ကာယပိုင်းဆိုတဲ့ပြည့်စီတိတ္တတေစိတ်ဆိုတဲ့ပြည့်စီအလုံး၆မျိုး အလုံးကိုအပုံအပုံပုံလိုက်ရင်6မျိုး6ပုံပဲရတယ်။အဲ့ဒီအပုံ၄၅6ပုံပဲရတယ်။သူတို့ကသူကိစ္စသူအလုံးသူလုံနေပါ၏။ယောဂီတို့တစ်ခုချင်းစီကြည့်လိုက်တတ်ထားသလိုကြည့်ဖြုတ်ထားသလိုလေးပြန်ကြည့် မျက်စိနားနှာခေါင်းရှာခန္ဓာကိုယ်တွေ့ထိကိုယ်ကာယအလုံးပေါ့အဝဇာနဲ့သဘင်ရှိသေးပဲကျင်မယ်အဲ့ဒါတွေကဓာတ်အနေနဲ့ထည့်ရင်လေအဲ့ဒါတွေပါပါအောင်မယ်အဝဇာပဲကျင်မယ်ကျန်တာအလုံးဒီကိုယ်ကာယပဲ နဟောဒီမျက်စိနာ အကြည်တော်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်တွေ့တော်သည်စိတ်အရာဒီဟာစက္ကန့်တိုင်းမှာဖြစ်ပေါ်နေကြတယ်မျက်စိကမြင်တယ်စိတ်ကသိတယ်နှစ်ခုနှစ်ခုတွဲတွဲဖြစ်နေမှာပေါ့နာကကြားတယ်စိတ်ကသိတယ် ခန္ဓာကိုယ်ကတွေ့ ठी တယ်စိတ်ကတိတယ်နှာခေါင်းနဲ့ပါးစပ်တောင်လုံးလုံးစင်မပါလောက်ဘူးဒါဆိုယောဂီတို့ဌာနအပြင်၃မျိုးလောက်ပဲတွေ့ရတယ်သိရှုပ်ထွေးစရာမရှိဘူးယခုယောဂီတို့မျက်လုံးမှိုက်ထားရင်နှစ်ခုပဲရှိတယ်ဘာရှုကမလဲလို့မမေးနဲ့ဘာရှိတယ်လဲပဲရှာဖို့ နာကနေကြတာကိုတပည့်တော်ခန္ဓာတည်းလိုက်လိုက်တွေးနေတာဒါဆိုနာအကြပဲရှိတယ်နာအကြနဲ့တွေးတော်သည်ဆိုင်နာအကြနဲ့တွေးတော်သည်ဆိုင်ဒါပဲရှိတာခန္ဓာကိုယ်ပူရာအေရာနာကျင်တာအသက်ရှူတာဖောင်းပင်ဖြစ်တာများတရိယလာရင် တွေ့ထီခြင်းနဲ့တွေ့တော်သည်ဆိုင်ဒီနှမျိုးပေါ့နှမျိုးကလည်းတမျိုးနဲ့တမျိုးမရိုးချက်ဘူးမရိုးထွေးဘူးနာကလည်းကြားတဲ့အလုပ်ပဲလုပ်တယ်တွေ့ထီတဲ့အလုပ်မလုပ်ဘူးကိုယ်ကာယကြီးကလည်းတွေ့ထီးတဲ့အလုပ်ပဲလုပ်တယ်ကြားတဲ့အလုပ်မလုပ်ဘူး ဟောသူကိစ္စသူခန္ဓာသူအပိုင်းနဲ့သူလှုပ်ဆောင်နေကြပါယောလားယောဂီတို့ဘေနာရှုဝမလေးလို့မတွေးနဲ့ခန္ဓာကိုယ်ထိပ်ဘာများဖြစ်နေလဲလို့ပြန်ကြည့်နာဂတံကြာနေတယ်ခန္ဓာကိုယ်ကလေးလံထုံထိုင်နေတယ်ဒါဆိုရင်နာနဲ့ခန္ဓာကိုယ်နှမျိုးပဲရှိတယ် နာဂကြမဲ့တွေ့တို့သိမဲ့ခန္ဓာကိုယ်ကတွေ့တိမဲ့တွေ့တို့သိမဲ့စိတ်ကိုယ်တို့ဟောဘက်မှလည်းထိပ်ပေဒီဘက်မှလည်းထိပ်ပေအရင်ဆုံးသူတို့ကြားနေတယ်တွေ့တိနေတယ်မြင်နေတယ် မြင်တဲ့အာလျောစွာတိမေကြံသည့်အာလျောစွာတိမေတွဋ္ဌိသည့်အာလျောစွာတိမေအဲ့ဒါယောဂီတို့ထင်ရှားပြီလားလို့ကြည့်လိုက်ဌာနအပြင်အရင်ဆုံးထင်ရှားနေရဘေကဘာဖြစ်လို့ဖြစ်မှမသိခန္ဓာထိပ်ပဲထိုးပြီးတော့နာရလေးတစ်ခုနာရင်နာရင်လို့လုံမနေနဲ့ နာရီဆိုတဲ့ရှုွယ်ဘုရားရှင်ရဲ့ပိဋကတ်ထဲမှာမရှိကာယအကြည်နဲ့ရှုမလားကာယယရဏနဲ့ရှုမလားခန္ဓာကိုယ်ဘိုင်းပဲရှုခိုင်းတာနာရီဆိုတဲ့ရှုွယ်ရှုနီးဗုဒ္ဓမဟောထားနာရထုံလာကျင်တာကိုဘလို့ရှုလို့မပြောအဲ့ဒါပြဉ္ညာကြီး နာစီတတ်တဲ့ထုံစီတတ်တဲ့ယုံ nant ကိုပဲရှာဖွေရမယ်။ဒါကြောင့်ယခုယောဂီတို့ရှုခွက်တစ်တစ်ကြဖို့လိုတယ်နော်မျက်လုံးမှိုက်မိနေလို့အရာမရောက်ဘူး။ကိုကိုလေးစဉ်စားငါဒါမျိုးလောက်လာတာဘလောက်ကြာပြီတော့ဘာအဖြစ်ထွက်ခဲလို့တော့ ယခုဘာဖြစ်ထွက်မလို့အဲ့ဒီလိုမြေလုံးမှိုက်နေတာတော့စိန်ခံနေတာတော့ပြန်စဉ်းစားရိုးရိုးလေးပဲအဲ့ဒါကြောင့်လေယောဂီတော်တရားစကားဆိုဝင်ရမှာကြောက်တာတရားစကားဆိုမသွားခြင်းဘူးမဝင်ခြင်းဘူးဘာမှမသိမြေလုံးမှိုက်ထိုင်နေရတာတဏှာဤထိုးမှတစ်ခါထာနာယီဝလေးနာထထိုင်ဘာမှပြန်မပြောနဲ့ တော့တော်တော်လေးဓာမျိုးနေခြင်းတွေနဲ့တူပါတယ်ပြန်မပြောရတဲ့ဘဝတော်တော်နေခြင်းလားထိုင်စောထိုင်ပြီးဆက်မတွေ့နဲ့ဘာလို့ထိုင်လေးလို့ကိုယ်ကိုယ်ကိုယ်လေးမတွေ့ဘူးသူများလေးမမေ့ဒါဖြင့်ဒီမှန်တော့နေခြင်းရင်လေးမနေရဘူးတဲ့ယခုယောဂီတို့အလုံး ယောဂီတို့ရဲ့ခန္ဓာဒီမံဖြစ်ပေါ်နေတာ6မျိုးပဲရှိတယ်။အဲ့ဒီ6မျိုးတည်းကလောလောဆယ်နှစ်ခုပဲဖြစ်တယ်။ကြာတာနဲ့တွေ့ထတာကြာရင်လေစိတ်ကလေးဖြစ်မယ်တွေ့ထရင်လေစိတ်လေးဖြစ်မယ်ပေါ့စိတ်ကတော့ထစ်ပစ်လိုက်တော့ဒါဆိုရင်စိတ်ပါထစ်ပြောရင်တော့3မျိုးဆိုပါဆိုနားရင် အတွေ့အထိယမနာယရဏဆိုတဲ့တွေ့တိုသိစိတ်ယသုံးဌာနပဲသုံးဌာနမှာပေါင်းလိုက်ရင်နှစ်ဌာနပဲပြန်ဖြစ်သွားမှာကြာရင်လေသိတွေ့ထိရင်လေသိအဲ့ဒီနှစ်ဌာနကဓာမျိုးယခုလုံနေပါယို့လားလို့နှလုံးသွင်းကြည့်လိုက်အဲ့ဒါလေးကိုသိခိုင်းတာအများကြီးမဟုတ်ဘူး ြားရင်ကြားမှတိခိုင်းတာနားရင်နားမှပူရင်ပူမှတိခိုင်းတာတခုတာခန္ဓာကိုယ်ကြီးကပူနေတယ်လို့တိခိုင်းတာအထင်တွေကြီးပြီးတော့ဟာအယံခက်တာပဲလို့လေမတွေးနေကြားလာမြင်လာလို့မေးတာအဲ့ဒါတော့မသိရင်လေမဖြစ်တော့ဟောနာလာလို့မေးတာတနှစ်သားကလေးလို့နာမှမသိပူမှမသိဒီလောက်မနေနဲ့တေတော့မှာကောကာ နာကျင်ကြိုက်ခေလေးလံထိုင်မဲ့အလုံးပြီးဒီကာယပိုခန္ဓာကဖြစ်တံအဲ့ဒီကဖြစ်တာလားလို့မေးတယ်နောက်တစ်ချက်ကကြားနေတာလားလို့မေးတယ်အကြားတဲ့အခါလေးဟိုဘက်ကတွေးတိုသိစိ်ကိုပြန်ပေါင်းပိလက်တွေးထရင်လေတွေးတိုသိစိ်ကိုပေါင်းပိလက်ရင်သုံးခုကနခုပဲဖြစ်တယ်ဒါဆိုယောဂီတို့ရဲ့စိတ်ထဲမှာမြင်နေဖို့က โอ้ยะคุฑาจานีดายะคุฑาตุฏฐินีดาจานีดาโกติณีเรตุฏฐินีดาโกติณีเรဒါဆို2ခုရပြီတဏှာဖြင့်3ခုရပြီငါမျက်စိကမြင်နေရင်လေဩဒါကြီးကမြင်နေတာပဲထို့အတူနန်းအရင်ကနန်းရှူခုတဲ့အကျင့်ပေါင်းပြောင်များစွာရှိတယ်ဩအဲ့ဒီတုန်းကဒါနန်းရှူတာပဲ အာဟာရဇတ်တော့ခဲ့တဲ့အခါမှာလေဩဒါကအာဟာရဇတ်တော့တာပဲဒါဆိုရင်အလုံးဒီ6မျိုး6 6ဌာနပဲအလုံးလုံးနေရပါရောလားဒီထက်အပေါ်တခုမှလေးမရှိပါရောလားခန္ဓာဒီမှာမြေကြီးကအလုံးလုံးတော့ဟိုဘက်ကအစင်းတော့အတန်တော့တော့မြင်မှာခန္ဓာဘက်ကကြည့်ရင်အဲ့ဒီ6မျိုးပဲရှိတယ် အဇတိကာယရဏလို့ပါဠိလိုပြောတယ်အဇတဆိုတော့အတွင်းအတွင်းရဲ့အာယရဏ6မြောင်း6ပန်းပေါ့အဲ့ဒါကြီးကတခုချင်းစီလုံနေတယ်လုံသမြန်လေး6မျိုးထက်မပေါ်ဘူးအဲ့ဒါကို အရင်မြင်အောင်တိအောင်ကြည့်ပေးပါ မြင်ပြီလားကိုကိုကိုပြန်စစ်အရင်ထိုင်းမှရင်မြေလုံးကိုဖွင့်တာခါကိုဆန့်ထားမြေလုံးကိုဖွင့်တာမြေလုံးဖွင့်တာဘုရားရှင်ကဘုရားရှင်ပြောထားတဲ့အရင်ထိုင်းမှမကိုပေဖြောက်ဖို့အတွက်အလုံး6မျိုးခန္ဓာမျိုးလောက်ရှိတယ်ထင်တယ်အဲ့ဒါအချင်းချုပ်ရင်တော့ယခုလောလောဆယ်ယုတ်ပြီးတော့နေလေတည်တဲ့ဟာကတော့မြေလုံးဖွင့်ထားယုံပဲ။ ။နောက်ပြောတာကိုသိချာလေးစီစစ်ရမယ်ဝေဖန်ရမယ်။စိတ်ဝင်တဲ့ဇာအလုံးလုံးနေရင်ကိုစိတ်ဝင်စားတဲ့အရာဆိုရင်ဘယ်တော့မှမအိပ်ချင်ဘူး။စိတ်မဝင်စားရင်တော့အိပ်ချင်တယ်။ဒါကြောင့်ယခုပြောတာကိုဘလို့လေးလို့စိတ်ဝင်စားဖွေရတရားထိုင်နေရတယ်လို့ကိုစိတ်ထိမထားနဲ့။တရားထိုင်နေရတယ်ဆိုတဲ့စကလုံးဟာ အရင်ထိုင်းမိုင်းဖို့ပြင်းဖို့ကောင်းလိုက်တာဆိုတော့အဖြစ်နဲ့အလွန်နိစ္စဒါကြောင့်တရားထိုင်နေရတယ်လို့မတွေးနဲ့ခန္ဓာကိုယ်ထိမှဘာရှိလဲဘလို့လောက်လဲလို့သုံးသပ်ဝေဖန်နေတာဘုန်းကြီးနဲ့ဒေသကရှင်လောက်နေတာဘုန်းကြီးနဲ့ဒေသကရှင်လောက်နေတာအဲ့ဒီလိုလောက်တော့မှလည်းညံကပွင့်တာ ဒါဆိုရင်ယောဂီတို့နံပါတ်1သိဖို့ကခန္ဓာဓိမံအကြောင်းအရာပစ္စည်းဝတ္ထု6မျိုး6ပါးရှိတယ်။အဲ့ဒီ6မျိုး6ပါးကသူကိစ္စသူအလုပ်သူလှုပ်ဆောင်နေတယ်။အဲ့ဒါကိုအရင်သိဖို့ပြီးရင်သူတို့လုံးသမျှယောဂီတို့ကကြည့်တဲ့အခါ कोने मसाइन दलो कोने मबाद दलो जिया में कोने मसाइन दलो कोने मबाद दलो जिया में कोने मसाइन दलो जी कोने मबाद दलो जी တကယ်တော့ယောဂီတို့တရားတွေကရှေခံမဟုတ်ဘူးလို့ယောဂီတို့ဉာဏ်ကစားတတ်ရင်ကစားတယ်လို့ပဲအရှိခံလေးရသွားတာမဟုတ်ဘူးယောဂီတို့ဉာဏ်ကစားတတ်ရင်သောတာပန်လေးဖြစ်နိုင်တယ်တဂရကံလေးဖြစ်နိုင်တယ် ဘလောက်ထိကိုနဲ့နဲ့နေနေသဘောပေါက်နိုင်သလဲဆိုတာမူတည်တယ်ဘလောက်ထိတွေးနိုင်မလဲဆိုတဲ့ပုံမှန်မူတည်မယ်ယခုယောဂီတို့မြင်ရင်တို့၎င်းကြားရင်တို့၎င်း တွေးထိရင်တို့၎င်းတွေးတို့သိရင်တို့၎င်း ဒီကောင်တဲ့သူကိစ္စသူ့လို့သူလုံနေကြတယ်လို့သိရှာမြင်ကြည့်ပါအဲ့ဒီအမြင်ကတရားသုံးနှစ်ထိုင်လို့မမြင်ဘူးနော်သိရှာလေးမြင်ကြည့်အိုးကြည်စင်တဘာဝတရားတွေသူကိစ္စသူ့အလုံးသူလုံနေကြပါယောလာတဘာဝတရားတွေသူကိစ္စသူ့လုံသူလုံနေတယ် ဒါဖြင့်တစ်ဖက်မှာသူတို့ကိစ္စသူတို့အလုပ်သူ လုပ်နေတာဖြစ်လေခြင်းကြောင့်ယောဂီတို့ကကိုယ်နဲ့မဆိုင်သလိုကြည့်ကိုယ်နဲ့မပသက်သလိုကြည့်သူတို့လုပ်တာဒီယောဂီတို့နဲ့မဆိုင်သလိုယောဂီတို့နဲ့လေမပသက်ဘူးဘာဖြစ်လို့မဆိုင်ဘာဖြစ်လို့မပသက်တာတော့ယောဂီတို့ကပြောကြည့်လေဟေ့ မျက်စိရဲ့ဟဲ့နားရဲ့ဒီတံပဲကြားกว่าဒီတံမကြားနဲ့မျက်လုံးရဲ့လူနှစ်ယောက်လာတယ်တစ်ယောက်ပဲမြင်ပါတစ်ယောက်ကိုမမြင်နဲ့ဘလိုဟာကိုဘလိုပဲမြင်ပါဗေနာတော့မမြင်နဲ့စသည်ဖြင့် ပြောကြည့်မရဘူးခန္ဓာကိုယ်ကြီးရေမနာနဲ့မထုံနဲ့မကျင်နဲ့ပြောကြည့်မရဘူးစိတ်ကလေးရေမတွေးတိုးနဲ့ စကလေးရမတိနဲ့လို့ပြောကြည့်မရဘူးတဲ့မတွေ့တော့နဲ့မတိနဲ့လို့ပြောကြည့်မရဘူးသူရဲ့အဆွေဥပါဒံအားလျောစွာတိနေတယ်သူရဲ့အဆွေဥပါဒံအားလျောစွာမြင်နေတယ် သူရဲ့အဆွေ ဥပါဒံအာလျောစွာသိနေတယ်မြင်နေတယ်ကြားနေတယ်အဲ့ဒါကိုယောဂီတို့ကဒီလိုလောက်ပါဟိုလိုလောက်ပါလို့သွားလုံနေရင်လေပရာဇာယီဖြစ်ုံပဲရှိတယ်ပမာတော့မထူဘူးယူဖို့ပဲရှိတယ်သွားလုံလို့မရဘူးတယ် အလောက်တရားနားလည်ရင်ကိုပဲဩတဘာဝတရားကြီးကဒီလိုပါယုတ်လားလို့ယောဂီတို့သဘောပေါက်သွားနိုင်ပါတယ်တဘာဝတရားကြီးကဒီလိုပဲလို့သဘောပေါက်နိုင်နေစေကလေးကိုလန်းလန်းဆန်းဆန်းအေးအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းပြီ မိမိရဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ရင်ရှေလက်ပေါင်းတို့လူယောက်ျားမိမဆိုတဲ့ပုံတံထက်တကယ်မြင်နေရမှာကမြင်တတ်တဲ့အရာဝတ္ထုကြားတတ်တဲ့အရာဝတ္ထုတွေ့ထီတာတွေ့တော်တာနံရှုတာယသသိတာအဲ့ဒီ၆ပါးတော့အရာဝတ္ထုတွေစုပေါင်းထားတဲ့အစုအပုံကြီးလို့အဲ့ဒီလိုဉာဏ်ထိမှထင်နေရတယ် သူတို့မြင်သည်မြ၊ကြားသည်မြ။ဩသူကိစ္စသူ လုံနေကြတယ်လို့ကိုကဝိနည်းလောကေဘိဇာဒေါမနတံဆိုတဲ့ဘုရားရှင်ရဲ့မဟာတတိပဋ္ဌာနသုတ်တော်မှာပါတဲ့စကားတော်အတိုင်းသူတို့ဖြစ်သည်မြ၊လောဘအလိုဆန္ဒမပါစေနဲ့သူတို့ဖြစ်သည်မြဒေါသမကြိတ်မကြည်နံဘူးဆိုတာလေးမပါစေနဲ့ မတိဘေးလေးမနေနဲ့မတိရင်မောဟတဲ့တိလို့ကြက်ရင်လောဘတိလို့မကြက်ရင်ဒေါသဒါဖြင့်နေနေတော့ခက်တယ်သူများဟောတန်ဖရာတိဇနေတာမင်းကြည်နေတတွေးမမြိုနဲ့ဆိုတဲ့ပုံစံဖြစ်သူများတရေတိဇနေတာမင်းကြည်နေတတွေးတော့မမြိုနဲ့အဲ့ဒီသဘောပေါ့အဲ့ဒီတော့မှကိုယ်နဲ့လွတ်တာဟော ယောဂီများအနာဂံဖြစ်ရင်တော့တတွေးမမြို့ဘူးဗျာသူများတရေတိဇာဇာတံပြာတိဇာဇာသူများဇာတာတွေ့လို့အနာဂံတတွေးမမြို့ပါဘူးဒါပြင်ဟုတ်ပြီယောဂီတို့ယခုလေးပဲယောဂီတို့ကြည်လေကြည်ရမယ် ဒါပေမဲ့ကြိုက်တယ်လို့လေးမပြောနဲ့မကြိုက်ဘူးလို့လေးမပြောနဲ့ဒါဆိုဘာပြောရမလဲအေးဟိုအကောင်ဒီလိုလုတ်တဲ့ကိုလို့ပဲပြောဟာဒီအကောင်ဒီလိုလုတ်တဲ့ကိုဟာကြည်စံနာကြီးကကြားတတ်တယ်ဟိခေါင်းကနေရှင်ပြားထီးတော့ကောကာယကြီးကဒီလိုတွေ့ထိတတ်တယ်ဟဲ့ စိတ်ကတော့ဖြင့်ဒီလိုတွေးတို့တိတ္တတေမြေလုံးကဒီလိုမြင်တတ်တယ်ဒီတဘာဝတရားကြီးကဩကြည်စံဒီလိုလုံးတသကိုလို့အဲ့ဒီလိုကြည်ပေပါအဲ့ဒီလိုကြည်နေရင်းနဲ့နောက်ဆုံးဘာဖြစ်မလဲဩဒါကြီးကငံမဟုတ်ဘူးဆိုတာကိုကိုတိုင်းသိလာလိမ့်မယ်အရင်ကငံလို့ထင်နေတာ အဲ့ဒီဘက်ကို r e s e t ကိုရဖို့ဒါတွေပန့်ပိုးပေးနေတာပဲငါမဟုတ်ဘူးဆိုတဲ့အဖြေကိုထုတ်နေတယ်တကယ်တော့သုတ္တမယညာစိန္ဒမယညာနဲ့တနစ်တည်းနဲ့ကိုယုတ်ကြီးတို့တရားနာတတ်ရင်အဲ့ဒါငံပြုတ်တာပဲသောတာပန်တော့ဖြစ်တာမဟုတ်သေးဘူးသုတ္တမယစိန္ဒမယနဲ့ပြုတ် သဘောပေါက်တာဟုတ်ဒီထက်တိုးတက်ဖို့ကတော့ဆက်လက်ပွားရအကျဉ်းချင်းပွားရမယ်သင်ယူတာက လွေတယ်တခဏဆိုသဘောပေါက်တယ်အကျဉ်းချင်းပွားနေရင်ဉာဏ်ထည့်ရောက်လာမယ်ဒါကြောင့်အရင်ဆုံးကိုကိုတိုင်ပြောပြတတ်အောင ဘောပေါက်ဖို့လိုသည်ယခုယောဂီတို့သုတ္တမယဇိန်တမယညာနဲ့ပြောပြတတ်ပြီယောဂီတို့ပြောပြတတ်ပေမဲ့ညာဖြစ်သွားတာတော့မဟုတ်သေးဘူးအရိယာဖြစ်သွားတာလည်းမဟုတ်သေးဘူးအဲ့ဒါကိုအကျဉ်းချင်းပွားနေရမယ်နှလုံးသွင်းနေရမယ်စဉ်းကျင်နေရမယ် ဒါဆိုရင်ယောဂီတို့မြင်တန်ကြာတန်တွေ့ထီတန်တွေ့တို့သိတန်ဩသဘာဝတရားတွေက သူကိစ္စသူလုံသူလုံနေသည်ခန္ဓာကိုယ်ကြီးကိုကြည်ရင်လေပေအရာဝတ္ထု6မျိုးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ခန္ဓာဆိုတဲ့စကလုံးကိုကအစုအပေါင်းနဲ့ ဖြစ်တတ်ပြတတ်တဲ့ယုံ난တဲ့စုပေါင်းထားတဲ့အစုအပေါင်းကြီးအစုအပေါင်းကြီးတဲ့ဒါပြင်ယောဂီတို့အကျဉ်းချင်းသွားရင်လာရင်နှလုံးသွင်းရှုမှတ်နေကြရမည် ကြာရှိမှလေဒုက္ခနဲ့ဒုစကားမပြောဘဲနဲ့အာမစင်ကြံလျှောက်လို့ဖြစ်စေဒီမှာထိုင်ရဖြစ်စေကိုယ်အတိလေးနဲ့ကိုယ်အမှန်လေးနဲ့နှလုံးသွင်းပွားများအားထုတ်ကြရပါမည်